လီကလေဒီပေါ့နော် Miss Universe မြန်မာကိုအိမ်မက်အရာပေါ့နော်ဟိုလီကရောင်းဆောင်ထားတယ်ဆိုပြီးတော့အိမ်မက်ကြီးမက်တဲ့နှစ်နှစ်အရင်ကမက်ခဲ့တဲ့အိမ်မက်ကြောင့်ဟိုလီပြန်ခဲ့တာပါအဲအိမ်မက်အတိုင်းဖြစ်လာရင်လည်းဒါကိုကန်တရားပေါ့နော်အိမ်မက်တစ်ခုတိုင်းတစ်ခုတိုင်းကလေဖြစ်လာလို့ရှိရင်ဟိုလီကိုယ်တိုင်မှအဲ့လိုစသိန်းနေထားတော့ဟဲ့ငါလူမျိုးကြီးမတဲ့အတိုင်းဟိုစုတောင်းတာလည်းပြည့်တဲ့အထဲမှာပါရတယ်ဟိုလီကလေစုတောင်းနေလိုချင်နေဆိုလည်းနှစ်ရက်မကြာအဲ့လိုဟိုလီကရတာများတယ်ပေါ့နော် ဟောလီကလေဒီပေါ့နော် Miss Universe မြန်မာကိုအိမ်မက်အရာပေါ့နော်ဟောလီအိမ်မက်ဆိုတာကငငယ်ကအိမ်မက်တွေဖြစ်ချင်တဲ့အိမ်မက်တွေမဟုတ်ပဲနဲ့နှစ်နှစ်အရင်ကမက်ခဲ့တဲ့အိမ်မက်ကြောင့်ဟောလီပြန်ခဲ့တာပါဟောလီက Miss လောကကွာနဲ့ Model လောကပေါ့နော်2006မှာ Miss Bollywood ရတယ်ပေါ့အဲ့ဒီမှာဟောလီက2009အထိပဲ Model လောကမှာ လုတ်ခဲ့တယ်ဒါပေမဲ့ဒီနောက်အဲ့နောက်ပိုင်းမှာဟောလီနိုင်ငံခြားထွက်သွားတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းကိုဟောလီကမလုတ်ဖြစ်တော့ဘူးပြီးတော့ Miss Universe ကိုပြိုင်ဖို့လည်းအဆီဇင်မရှိခဲ့ဘူး ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့ဒီနှစ်နှစ်အရင်နှစ်နှစ်အရင်မှာပေါ့နော်ဟိုလီအိမ်မက်လေးတစ်ခုမှတ်တယ်ပေါ့နော်ဟိုလီကရောင်းဆောင်းထားတယ်ဆိုပြီးတော့အိမ်မက်ကြီးမှတ်တယ်အဲ့အိမ်မက်ကိုဟိုလီကကိုမက်တဲ့အချိန်မှာတော့ဟိုလီအော်ဒီတိုင်းပဲမက်တာပေါ့ပြီးတော့ဟိုလီရဲ့အကျင့်တစ်ခုက dream jar နဲ့ရေးတဲ့အကျင့်လေးရှိတယ်အဲ့တော့ဟိုလီကအော်ထူးဆန်းနေပေါ့ဒီအိမ်မက်ကလေးကပေါ့တော့သူလုံးမယ်ဆိုတော့ဟိုအကြီးရွယ်ချက်လည်းမရှိတော့ဘူးပေါ့နော်အဲ့အချိန်မှာဟိုလီမက်တော့အဲ့အရာကြီးချရေးပြစ်တယ်ပြီးတော့ဒီဘယ်လဲ2024လောက်မှာဒီပေါ့နော်ဟိုလီတိလိုက်ရတာက အသက်အရွယ်ဘာဘာတခုမှအဲ့လိုပိုင်းခြားထားခြင်းမရှိဘူးပေါ့ဟိုပြိုင်လို့ရတယ်ဆိုတော့အပထမတော့တော့ဟိုလီကအသက်အရွယ်ကြောင့်လည်းပြိုင်လို့မရတော့ဘူးပေါ့နော်ဒီ miss လောကပေါ့နော်ဝင်လို့မရတော့ဘူးလို့အဲ့လိုမျိုးဖြစ်တော့အာပြိုင်ဖို့လည်းအစီအစဉ်မရှိဘူးဒါပေမဲ့သူက24လောက်မှာအဲ့လိုမျိုးလေးကြားလိုက်ရတော့ပြိုင်ချင်တဲ့စိတ်တွေသူကသူဖြစ်လာဖြစ်လာပြီးတော့အဲ့ဒါဒီ2024ကုန်ခန်းနီးလောက်မှာကို့ဒီလောကတွေကိုအဲ့လို ဝင်ဖို့အရင်ကိုယ့်ရဲ့စိတ်တရားအရင်ကိုပြောနေတယ်လို့ခံစားရပြီးတော့အဲ့လမ်းကြောင်းကိုအဲ့လိုခင်းပေးတယ်လို့လွယ်လွယ်ကူကူနဲ့ဝင်ရောက်လာပဲဖြစ်တယ်တော့ပြောရှင်အသက်က38နှစ်ပါကျေးဇူးပါ မှတ်တဲ့အချိန်မှာတော့ကိုကိုကိုရီမိတယ်ပေါ့နော်ငါဒီလုံးမမလုံတော့တာပါဘာဖြစ်လို့မှတ်တာလဲဒီကရောင်းဆောင်ပြီးတော့အနောက်မှာ mistake တန်းစီထားတော့ကိုတယောက်တည်းအဲ့လိုကရောင်းကြီးဆောင်ထားရပေါ့အာဘာလို့မှတ်တာလဲပေါ့ဒါပေမဲ့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒီတော့ကတော့ဒါပေမဲ့အမှတ်တရအနေနဲ့ဟိုချရေးထားလိုက်တယ်ပြီးတော့မှဒီဟာကြီးကအဲ့လိုမျိုးစိတ်ကအဲ့လိုမျိုးသွားကိုသွားရမယ်သွားကိုသွားရမယ်တနည်းနဲ့တနည်းဒါပဲပြောနေဆိုတော့ okay ငါဝင် join လိုက်မယ်ပေါ့နော်အဲ့အိမ်မက်အတိုင်းဖြစ်လာရင်လည်းဒါကိုကန်တရားပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့ဝင် join ဖြစ်လိုက်တာ ဟုတ်โอเค retail လဲဟောလီသဘောကြပါတယ်သူသူစီမှာလဲအရန်ကိုအရန်ကိုမိုက်တယ်ပေါ့ aura ကြီးရှိတယ်ပေါ့နော်အရန်ကိုလဲအားကြတယ်ပြီးတော့သူအလှတရားနဲ့သူ့ရဲ့ဖြစ်တည်ပုံတွေကအရန်ကိုမိုက်တယ်ဟောလီအရန်ပြီးတော့ဟိုအားကြလေးစားရတဲ့ဒီမှာ သူပါတယ်ပေါ့နော် ပြီးတော့ဟောလီကိုယ်တိုင်ကလဲအဲ့လိုမျိုးစူးစမ်းခြင်းနဲ့စိတ်ပါဝါအဲ့လိုအပြည့်ရှိတယ်ပေါ့နော်အားကြောင့်ဟောလီလဲစူးစမ်းမှာပါ ဒီ channel ကလေ maybe ပေါ့နော်ဟိုလီစိတ်ထဲမှာထင်တာဒါပြိသက်တည်းမျက်လုံးပေါ့နော်မျက်လုံးကိုတော့စင်နေလို့ဟိုလီခံစားရတာဒါဟိုလီစိတ်ပေါ့နော်ဟိုလီထင်တာပေါ့သူစီကနေပြီးတော့ပေါ့နော်သူ့ရဲ့ confidence တွေသူ့ရဲ့ပြိသက်တွေကိုယိုသေးလေးစားမှုတွေကိုဟိုလီအရန်သဘောကျသူစပြီးတော့စင်ပေါ်တက်တဲ့အချိန်မှာသူပြိသက်တွေကိုအရန်ယိုသေးတယ်ပေါ့နော်အဲ့ဒီဟာကိုဟိုလီ inspire ယူထားတယ်သူပြိသက်တွေဘလို့ယိုသေးလဲလေးစားလဲအဲ့ဒီအတိုင်းဟိုလီစူးစမ်းပြီးတော့လဲလိုက်လုပ်တယ်အဲ့လိုမျိုးလေးရှိတယ်ဟုတ်တယ် ဲ့ဒါတော့ယုံတယ်ဘာဖြစ်လို့ဆိုတော့အိမ်မက်တစ်ခုတိုင်းတစ်ခုတိုင်းကလေဖြစ်လာလို့ရှိရင်ဟောလီကိုတိုင်းမှာအဲ့လိုစက်သိန်းနေထားတော့ဟဲ့ငါလူမျိုးကြီးမတဲ့အတိုင်းဟို စုတောင်းတာလည်းပြည့်တဲ့အထဲမှာပါရတယ်ဟောလီကလေစုတောင်းနေလိုချင်နေဆိုလဲနှစ်ရက်မကြာအဲ့လိုဟောလီရရတာများတယ်ပေါ့နော်ဟုတ်ပြီးတော့လေဟောလီကဘယ်လိုလဲဆိုတော့မြန်မာနိုင်ငံရောအရန်ချစ်တဲ့တဲမှာပါရတယ်ပေါ့နော်ဟောလီကိုအိမ်ကနေပြီးတော့နင်းဟိုနိုင်ငံသားသွားလိုက်တော့ဒီမှာမနေနဲ့တော့ပြီးတော့ပဝင်းချီရနေအဲ့လိုမျိုးပြောကိုမျက်နာအဲ့လိုဟိုနိုင်ငံသားသူရုပ်ပေါက်နေတော့နင်းဒီမှာမနေနဲ့တော့နိုင်ငံသားသွားလိုက်တော့ပြောလဲဟောလီအဲ့ပြောတဲ့လူတွေကိုမကြိုက်ဘူးပေါ့နော် တော့စိတ်ဆိုးတယ်စိတ်ဆိုးတယ်ငါလို့မြန်မာနိုင်ငံကိုချစ်တယ်လို့ဘလောက်ပဲနိုင်ငံသားမှသွားနေသွားနေဒီဝဲနေချင်တာအဲ့တော့မသွားနေဘူးဒီမှာအဲ့တော့ဟိုလီပြောချင်တာကလေမြန်မာနိုင်ငံကိုချစ်တဲ့အတွက်မြန်မာနိုင်ငံအတွက်ဟိုလီအများကြီးစူးစမ်းချင်တယ်ပေါ့နော်ဟိုလီပေးဆက်ခဲ့တဲ့အရာတွေကအမ်အချိန်နေစူးစမ်းမှုတွေပေါ့နော်ငွေကြီးရတော့အရင်ကြီးမကုန်ဘာဖြစ်လို့မကုန်လဲဆိုတော့တော်တော်များများငွေကြီးကိုကုန်ကြရလို့ပြောတယ်ဒါပေမဲ့ဟိုလီကျတော့ငွေကြီးလုံးဝမကုန်ခဲ့ဘူး အဲ့လိုဒီလန်းချောင်းကိုစပြီးတော့ဝင်လိုက်တဲ့အချိန်မှတည်းကကိုညီမဲလူတွေအကုန်လုံးပေါ်လာတာသူဟာနဲ့သူအော်တိုပေါ်လာအဲ့ dress ကဆာဟိုလီကဒီလောကမဟုတ်တဲ့အတွက်ဒီဇိုင်နာရင်းနဲ့လည်းဘယ်သူနဲ့မှလည်းမရင်းနှီးဘူးအဲ့လိုအစိမ့်တသက်ဖြစ်နေတာပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့ဟိုလီကိုအကုန်လုံးက supporting ပေးခြင်းတဲ့လူတွေကြီးပဲ make up ဆိုလဲအဲ့လိုမျိုးစပအကုန်အကုန်ကလေခေါင်းစားချေဆုံးကအကုန်လုံး supporting လာပေးနေတာပေါ့နော်အဲ့တော့ဟိုလီမှာအဲ့လိုဟို ်ကုံသွားတယ်ဆိုတာမရှိဘူးနော်ဟောလီစူးစမ်းရကြုံနဲ့တယ်ဆိုတဲ့အကျိုးကျေးဇူးတွေပဲရှိတယ်ဟုတ်ဟောလီကပေါ့နော်ဒီသပင်လေးကိုလှအောင်ဖန်တီးပေးတယ်ဟောလီရဲ့စိတ်တိုင်းကျဒီသပင်ဒီဇိုင်းလေးကိုဟောလီစိတ်တိုင်းကျအေးအိုအေးကဟိုပြင်ဆင်ပေးတဲ့အတွက်ဟောလီအရန်ကိုလည်းကျေးဇူးတင်ပါတယ်